မခြေောက်လေးရာစာတီးဆောင်ရနေပူမခံအဲ့ခြေပြခြေောက်လေးရာစာဘီးဆိုင်။အော်မင်းသမီးဆိုတာအဲ့လိုမျိုးပါလားကိုရင်းရရကြည့်မျိုးအော်အဲ့လိုမျိုးလေးရာစာဘီးဆိုင်ရတာကိုရီးယားကခံကြလို့ကျအဲ့တော့ကိုရီးယားကလေးဆိုတော့ဘလူးဂရင်းဆိုင်ရမယ်ဘလူးနေရထိုင်ရမယ်မသိသေးဘူးဒါပေမဲ့အကြီးကြီးစီရပဲတင်တာပေါ့။အမတို့တွေ့ရစီနီယာတွေကြီးရတင်တယ်ဆိုတော့အော်လက်သေးခြေသေးလေးကြီးအမဆိုခြေသေးလေးဆိုလည်းအဲ့လိုမျိုးမီတော့အဲ့လိုမျိုးအဲ့လိုမျိုးဟိုပေါ့ဘလူးပြောရမလဲနေရှင်အချမ်းလေးအငဲရန်လေး ိုက်တွေ့စကားဖောင်ဖွဲ့တာဟိုးရင်ကလေးရလားလို့လားတွေ့လိုက်တာနဲ့တူတူတူပဲအများနဲ့ဟုတ်နော်ဟုတ်တယ်အမားတို့ခေတ်ကအဲ့အရင်တော့မင်းသမီးတွေကအဲ့လိုပဲတယောက်နဲ့တယောက်တည်းအရန် close ဖြစ်တာလေအဲ့လိုအဲ့လို close ဖြစ်ကြတယ်အဲ့လိုမျိုးတွေ့ရင်ဆိုဟာဟီဟာဟီဟာနဲ့တည်ရမှာအဲ့လိုမျိုးကြီးလို့ဆိုလဲကွာတွေ့ရတယ်လေ ပြကြာပြီတမယောင်လေးဘလိုမျိုးဘလိုမျိုးဆိုစပြီးတော့ပြောတာပဲသိရမလားအဲ့လိုမျိုးလေအဲခိုးလုံးကလေးကကြာတော့အဲ့လိုမျိုးကြီးရတွေ့နှုတ်ဆက်တယ်ပြောတယ် respect ရှိရအဲ့ဟာတော့ခိုးလုံးကလေးကနော်ဟုတ်တယ်ဟုတ်တယ်ကိုယ့်ရဲ့ senior မင်းသမီးတွေဆိုအမတို့တွေကအရင် respect ရှိကြတယ်အမဆိုလည်းအမရဲ့ senior ပေါ့အာမအီတောင်းတို့ဆိုလည်းမအီတောင်းတို့ရဲ့အခုမအီတို့ senior တွေကိုအဲ့လိုတွေ့တာနဲ့အဲ့လိုမျိုးပဲဆိုတော့ပို့ပြီးတော့ဟိုဟာပေါ့နော်ရင်းနှီးကြတယ်ပေါ့ ပေါ့တော့အရင်ထွဲ့မယ်ထင်တယ်နော်။ဟုတ်ကဲ့။အဲ့ဒါလည်းအဲ့ဒါလည်းတော့တော်တယ်။ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်။ဟုတ်တယ်။အဲ့လိုအဲ့လိုပဲ။အုပ်စီကအဲ့လိုပဲငငယ်လေးတွေကလည်းအဲ့လိုပဲသိလား။အဲ့လို तू ကအရင်ထွဲ့ငငယ်တော့ကလည်းအဲ့လိုပဲလေ။ तू ကလှတာဘူးနော်။ငငယ်တော့ကလည်းလှ။ကိုရီးကငင်းနေ။ဟေးလှတယ်ပေါ့အရင်လှတယ်ပေါ့နော်။သိရမလားအကြီးမားတစ်မျိုး။ငင်းရတာမဟုတ်အမကငငယ်ကတော့ခြေသေးလေးဆိုလည်းအရင်လှ။ထီးစားရင်တော့မှခြေတော့လုံးဝရောနော်။ဟေးဟုတ်တယ်။ဒါအမရဲ့။အဲ့ဒါတော့ဒါအကြီးစမ်း။ မလေးမင်းသမီးလောက်တယ်အမအချင်းလှတယ်ခြေသေးလေးလက်သေးလေးကစားလှတာပေါ့လေအဲ့အမချက်တော့ကလေးကစားလားအမချက်တော့လေးကစားတီးဆောင်ရင်နေပူမခံအဲ့ခြေပြချက်တော့လေးကစားဘူးဆိုင်အော်မင်းသမီးဆိုတာအဲ့လိုမျိုးလားကိုရင်းကလည်းကြည့်ပြီးအော်အဲ့လိုမျိုးလေးကစားဘူးဆိုင်ရတာပေါ့ကိုရီးယားကခါကြလို့ကြည့်အဲ့တော့ ကိုရဲ့ကလေးဆိုတော့ဘလို့ဂယူဆိုင်ရမလဲဘလို့နေရထိုင်ရမလဲမသိသေးဘူးဒါပေမဲ့အကြီးကြီးစီရပဲတင်တာပေါ့အမတို့တွေ့ရဲ့စီနီယာတွေကြည့်ရတင်တယ်ဆိုတော့အော်လက်သေးချစ်သေးလေးချစ်ရအမဆိုချစ်သေးလေးဆိုတော့အဲ့လိုမျိုးနေတော့အဲ့လိုမျိုးဟိုပေါ့ဘလို့ပြောရမလဲနေအရှင်အချမ်းလေးအငဲရန်လေးကျေးဇူးတင်ပါတယ် ါပေါ့နော်ဟိုနေပူရန်လေးအဲ့လိုမျိုးအသားမဲမာတော့ကတော့အရန်ချောက်တာလေးဖြစ်လာအရန်ချောက်တာဆိုသူ့ပတ်တာသူ့ပတ်တာဘာလို့လှလဲပေါ့နော်သိရမလားမင်းသမီးကြည့်ရော်လေဘာလို့လှကိုယ်ဆိုရင်အဲ့တော့နေလောင်သိရမလားကလမလှလဲခေါ်ကန်းလေးရအဲ့လိုမျိုးဆိုကြီးလာမှာအဲ့လိုကိုယ်ကကြတော့လို့အခုလို့ဆိုရှယ်မီဒီယာရမ်းမရှိသေးတော့လေအဲ့လိုမျိုးဟိုစကင်ကဲကိုဘယ်လိုလုပ်အောင်ပါ냐ဆိုမသိအဲ့တော့အကြီးကြီးစီကပဲတင်ယူရတာပေါ့ကွယ်သိရမလားအဲ့လိုမျိုးအမားတို့ဘယ်လိုနေရထိုင်နေဘယ်လို view site တဲ့ ဩအဲ့လိုနေကာမတားမလောင်ပါဘူးအဲ့တော့မှငါကလမလေးမဖြစ်ပါဘောအဲ့သိရမလားအဲ့လိုမျိုးလေးပေါ့အဲ့ဒါကိုကစီနီယာတွေစီကသင်ယူရတဲ့ဟာတွေပေါ့နော်အမြင်ရောအခုကကြတော့ပြောတာကြတော့အမတို့အေးညီမလေးဒီလိုလေးလောက်ပါလာတာဒါကတော့အပြောပေါ့နော်ကိုကအမြင်ရလဲသင်ရတာပေါ့ဒီကနေကောင်းတာရောဆိုးတာရောပေါ့နော်အဲ့ကလေးက6ရက်ပါတီးဆောင်တော့တာပေါ့ဆောင်းတော့တာပဲနောက်ဆိုလို့ရှိရင်ငါ6ရက်ပါနေမပူသင်တယ်6ရက်ပါဆောင်းအဲ့ဒါအဲ့ကလေးအခုအခုတော့ဒီမှာအမဒီမှာဒီမှာကားရိုက်နေရဆိုတော့သိရမလား character နဲ့ညီအောင်အကုန်ညှက်ထားတာလို့ပဲ ော့ငေးနေရတာပေါ့သူ့လာငေးနေရပေါ့ငေးကရမ်းလာလေအမလေးအခုအခုထိလဲလာနေလို့မှာတော့ခုနကပြောအမဒီတိုင်းလေးပဲလို့ငေးနေကကြည့်ရတိုင်းလေးပဲအဲ့လိုခဏကူဆိုလဲထိန်းနိုင်တယ်ပေါ့နော်အဲ့ဒါအမဘလို့ထိန်းလဲခုနကအမလမ်းမိတယ်အမပြောပြအောင်ဘလို့ထိန်းလဲပြောပြအောင်ထိန်းနေတယ်အမအဲ့လိုမျိုးစားတဲ့ဟာမျိုးပြောပြတယ်ဟုတ်ကဲ့ဒါလို့ပါဒါမလည်းရမ်းလာကြရတော့ဆိုရင်အရှိန်အာငငယ်တော့ဆိုအမလေးဒီလို မလီကိုရနောက်ကတော့ဟောမိုက်တော့ကွာတိအောင်လားအဲ့လိုကြည့်ပြီးတော့ဟောပုတ်စီမိုက်တယ်မိုက်တယ်ကိုလုံးလေဘော်ရီယာရမ်းမိုက်လာလေတိအောင်အရက်ကြီးကလည်းရွှေကြီးဘော်ရီယာမိုက်တော့အဲ့လိုသူ့အမရောသူ့ရောလေတိအောင်လားဟိုဟာဟိုဗာလဲနှင်းဝိတောင်းကြတော့တိအောင်လားသူကအသားညွညွနဲ့သူကတပေါက်စီကကြအသက်လက်နဲ့တိအောင်လားဟာနေရာလုံးကလေဟောရှယ်ပဲဝိုင်းကိုကငင်းနေခဲ့ရချစ်လဲချစ်တယ်တိအောင်လားသူတို့နဲ့အဲ့လိုပဲရင်းလဲရင်းနေတယ်ပေါ့နော်ဆိုတော့ အခုချိန်ထီလဲကိုညမလေးကနှာတော့မယ်ကဲသူလဲအဲ့လိုပဲလीနော်အာကိုရီဆိုရင်လို့အခုလို့90တွင်းရောက်နေပြီလို့မာလို့ညမလေးလို့40ကျော်လို့အမလေးနှာတော့ရွယ်တင်တော့ကိုလည်းကတ်တင်နေရတွေ့ရတွေ့ရအချိန်မှာပညာတော့မာလည်းဟိုမှာလည်းခုနလိုပေါ့ခန္ဓာကိုယ်ထိန်းသိမ်းတာအမအမြဲတမ်းထိန်းနိုင်အောင်နော်ဒီလိုတိတိလေးဟုတ်တယ်ဒီတိုင်းလေးပဲမာလို့တစ်ခါမှအဲ့လို မဆာလီဝသွားဆိုတော့တစ်ခါမှမမြင်ဘူးလိုက်ဘူးလို့အမလို့ဘလို့ထိန်းလဲပေါ့ခုနကပဲပြောနေအဲ့ခါတခုကတော့ကိုကအရန်ကိုဟိုသဘောကျရဆိုတော့လေအမလေးရထိန်းရတာပေါ့လေစားချင်တာစားပြီးွားလို့ရှိရင်ဘလို့လေးထိန်းရတယ်ပေါ့နော်အမလည်းအမြင်နဲ့ထိန်းနေလို့ဒါဒီလိုခံနာမှုကျန်တာပေါ့အဲ့ဒါလေးရောကိုကဒီနေ့ကိုချက်ချင်းကိုပညာကိုယူရအောင်ယူရအောင်ဟုတ်ပါပေါ့ဘာလို့ပို့ပြီးတော့ထိန်းချက်လဲဆိုတော့လေကိုရီးယားကသူများလို့အရက်မရှိဘူးလीเนาะရက်ကပူတဲ့ခါကျတော့ အဲ့တော့ကိုရက်ကအဲ့လိုမျိုးဝောင်းလိုက်တာနဲ့ပုပုလုံးလုံးကြီးဖြစ်သွားမှအဆင်မပြေဘူးအဆင်မပြေတဲ့ခါကျကိုကိုငြင်းနှံကြည့်နေတာအဲဘေးကလည်းသားသမီးတွေကအရင်တော့မမေရှိတော့တော့မမေကတချင်လို့စစားခါးကြီးတုတ်လာပြီ စစားဗိုက်ကြီးပူလာပြီအဲ့လိုမျိုးပေါ့မပူရင်လည်းပူတယ်လို့အမေမေကစိုက်ကိုသုံးတာပေါ့တောက်ပြီးတော့သူ့သမီးကိုအမြဲတမ်းအရေးကြီးကြီးကြီးနဲ့အမေလုပ်တဲ့လူဆိုတော့အမေကတော့ပိုဖက်ရှင်ကြတာတော့အေးအမလေးမေးကြည့်လိုက်တော့အရင်မိုက်တာအပြည့်ဟုတ်တယ်အမတဲ့အပြည့်တွေကဟုတ်တယ်အမမပီဘူးမမေမမေကအရန်ကိုမလေးချောတော့စပင်တိုလေးနဲ့လို့ရန်ကိုအပြည့်လေးနော်အပြည့်အပြည့်အပြည့်မေကပ်ကောပါအကုန်လုံးအပြည့်အပြည့်ဟုတ်တယ်ပဆိုင်ကစလက်သေးလေးကစအကုန်လုံးဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးဆိုတော့ तू ကသူ့သမီးကို ည်းအဲ့လိုပဲကြီးကြီးကြီးနဲ့ကြည့်နေအောင်အမြဲတမ်းပြောနေအောင်အမဝမဲ့ဟာအောင်မဝအောင်ပေါ့အမေလှုပ်တာနဲ့ဟာစိုက်ဖို့တွေဝင်သွားကွာဟာဘာကြီးပုံနေပြီလားဟာမြင်မြန်ဟိုဟာပေါ့ဝေးလျှော့မှအဲအဲ့လိုမျိုးပေါ့အခုဆိုရင်လည်းမေမေမရှိတော့တဲ့နောက်ပိုင်းကျတော့အင်းကသမီးတွေသားတွေကမင်းနော်ဝါလာပြန်ပြီနော်အဲသူကသူ့ကိုဖွားရဲ့အမွေကိုစက်ခံပေးပေးထားတာပေါ့ဒါမဲ့အာမေမေရောကလေးတွေရောဂျေဆုတင်ရမယ်ပေါ့နော်ကိုကအဲ့လိုပြောပေးမဲ့လူရှိရတဲ့အတွက်ကိုရီးယားထင်းဖြစ်တာပေါ့ အဲ့ဒီခါကျတော့ဩငါဝလာပြီလားဆိုပြီးတော့အမြဲတမ်းပေါ့နော်အမလည်းအဲ့လိုပဲဝါရာကြီးကိုစိုက်ကိုတခုလို့ဖြစ်ပြီးတော့လေအဲ့လိုမျိုးစားခြင်းလည်းမစားရအောင်အမေးနေရမြန်မာလေးရဲ့လို့အမဒီနေ့တနေ့လုံးအတကုံစားလိုက်နောက်နေ့လဲကျ fasting လုပ်ပြန်အဲ့လိုလေပန့်နေရအဲ့လိုပဲလေပန့်နေရတာလို့သိလားလို့အဲ့ဒါမျိုးဆိုရင်ဝါလာပါ့